thank you မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။တပင်းရစာတင်ကြောင်းကိုစစ်တပ်ပုံချမ်းမှုထိုင်းမတ်ရှုံချပြီးထိုင်းဆိုရမဝင်ရောက်ဖြည့်ရှင်းတဲ့လို့ထောက်ပြနေကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းတပင်းရမျိုးနဲ့အိုးထင်းကွင်းရွာရှိစာတင်ကြောင်းကိုစစ်ကောင်စီကပုံချဲတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးထိုင်းနိုင်ငံလွတ်တော်အမတ်တအုပ်ဖြစ်တဲ့သူကသူ့ရဲ့လူမှုကွင်းရဲ့စာမျက်နှာမှာဝေဖန်ခဲ့ပါရယ်။မြန်မာစစ်တပ်ရဲ့ရစက်မှုတွေကမဆုံးသေးကြောင်းမေလ၁၂ရက်မနက်စင်တိုင်းကတပင်းရမျိုးရှိစာတင်ကြောင်းတစ်ကြောင်းကိုပုံချဲတိုက်ခိုက်မှုကြောင့်ကြောင်းတွင်ရှိ ောင်းသားများစွာတည်ဆုံခဲ့တဲ့ပြင်ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိနေတယ်လို့ကြားသိရပါတယ်။ဒါကြောင့်မြန်မာနိုင်ငံရင်းနဲ့ပတ်သက်ပြီးထိုင်းဆိုရာကဝင်ရောက်ညှိနှိုင်းမှုမပြုလုပ်ပါကထိုင်းနိုင်ငံပေါ်တရားမှုတွေမလွဲမသွေဖြစ်လာနိုင်တာကိုဝန်ခံရမယ်လို့လည်းလူမှုကွန်ရက်မှာရေးသားထားပါတယ်။ထိုင်းနိုင်ငံကိုတက်ရောက်နိုင်မှုတွေကစစ်ပေးရှောင်များစွာထိုင်းနိုင်ငံကိုဝင်ရောက်လာခြင်း၊နေဆက်ဒေသတွေမှာ NDA များတိုးလာခြင်း၊ဖုန်းလိမ်ဖွဲ့များလူကုန်ကူးမှုမူရင်စေကုံသွဲမှုနဲ့တရားမဝင်စီးပွားရေးနဲ့မြန်မာနိုင်ငံတွင်ရုရှားကအကောင့်ထည့်ဖို့မယ်နျူကလ িয়ার ပါဝါပလန့်နေကြောင်း တိုင်းရင်းသားဒေသများပေါ်လုံခြုံရေးတည်ရမှုတွေရှိလာနိုင်တယ်လို့ထောက်ပြထားပါတယ်။ဒါအပြင်ထိုင်းဆိုရကမြန်မာစစ်တပ်နဲ့ဆက်ဆံရေးပြက်စီးမှုကိုကြောင်းလန့်နေတာကိုမြင်ရကြောင်းအဲ့ဒီသဘောတရားကထိုင်းနိုင်ငံအကျိုးစီးပွားကိုမျက်စိပိတ်ဆုံးဖြတ်နေခြင်းသာဖြစ်တယ်လို့ဆိုပါတယ်။ စစ်ကောင်စီကတပရင်းမြို့နယ်ရှိစာတင်ကျောင်းကိုပုံချိန်တက်ခိုက်ခံမှုကြောင့်ကျောင်းသူကျောင်းသားနှင့်ဆရာမပါဝင်လက်ရှိအချိန်တွင်ပြည်သူ၁၉ဦးကျော်တိဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူများလည်းများပြားကြောင်းလွတ်လပ်တဲ့သတင်းဌာနတွေကဖော်ပြပါရယ်နောက်ထပ်တပုတ်အနေနဲ့တပရင်းမြို့နယ်အိုထင်ကွင်းကျေးရွာစာတင်ကျောင်းကိုစစ်တပ်ကလင်းရင်နဲ့ပုံကျဲမှုဆရာဆရာမကျောင်းသားကျောင်းသူစုစုပေါင်း20ဝန်းကျင်တိဆုံးပြီး30ကျော်ဒဏ်ရာရကတိဆုံးသူအရေးအတွက်တိုးလာနိုင်တဲ့ကြောင်းတင်ဆက်ပေးပါမယ်စကိုင်းတိုင်းတပရင်းမြို့နယ်အိုထင်ကွင်းကျေးရွာစာတင်ကျောင်းကိုစစ်တပ်ကလင်းရင်နဲ့ပုံ ုံးချေချခင်ရာဆရာဆရာမနှစ်ဦးပါဝင်ចောင်းသားចောင်းသူစုစုပေါင်း20ဝန်းကျင်တည်ဆောင်ပြီး30ကျော်ထိခိုက်ဒဏ်ရာရရှိကြောင်းတပင်းရင်မြို့နယ်မှာကုညီကေစိန်လှုပ်ဆောင်သူကပြောပါရီဒီကနေ့မနက်9:55မိနစ်ဝန်းကျင်ချိန်တပင်းရင်မြို့နယ်အိုထိန်ကွင်းရွာចောင်းကိုစစ်တပ်ကလည်ရင်နဲ့ဖုံးကျင်းတိုက်ခိုက်ခဲ့ရာဆရာဆရာမများနဲ့ចောင်းသားចောင်းသူကလေးငယ်များပြားထိခိုက်တည်ဆောင်ခဲ့တာဖြစ်ကြောင်းသိရပါရီ လောလောဆယ်သိရတာကအလောင်းရတာနဲ့ခန္ဓာကိုယ်အစိမ့်စိမ့်မွားမွားပြက်ထွက်ကုန်တဲ့အလောင်းတွေအပါဝင်ဆိုရင်စုစုပေါင်းအလောင်း20လောက်ရှိရလို့သိရပါတယ်ဒဏ်ရာရတာကလည်း30ကျော်တယ်ဒဏ်ရာရသူတွေထဲမှာဒဏ်ရာပြင်းထန်သူတွေလည်းပါတော့တည်ဆုံးသူတို့လာနိုင်ရင်အခုကနေချောင်းကနေထပ်ပြီးပုံကျဲလာနိုင်တယ်လို့အားလုံးကိုသတိပေးနေပါကြောင်းတပင်းရင်မြို့နယ်မှာကယ်ဆယ်ကူညီလှုံ့ဆော်သူကပြောပါတယ်အဆိုပါကြီးမာစာတင်ကြောင်းကိုပုံကျဲခဲ့တဲ့တိုင်းလီယင်ကမိထီလာခြေဆိုင်ရှန်တဲလီတမဖြစ်ပြီး MiG 29 fighter မျိုးစားတိုင်းလီယင်ဖြစ်ကြောင်းသိရပါတယ် ်အကြံဖက်စစ်ကောင်စီကမေလ6ရက်နေ့မှမေလ31ရက်နေ့ထိအပြစ်ခတ်ရေးစိမ်းကြီးညာထားတော်လဲနိုင်ငံတော်မှာလင်းရင်နဲ့ပုံချေတိုက်ခိုက်ခြင်းလက်နက်ကြီးတွေနဲ့ပြစ်ခတ်ခြင်းထိုးစစ်ဆင်ခြင်းများကိုလုံဆောင်နေရှိကြောင်းတိုင်းဒေသလက်နက်ကိုင်ဖွဲ့များနဲ့တော်လိုင်းဖွဲ့တွေကသတင်းထုတ်ပြန်ထားပါရင်နောက်ထပ်တပုတ်အနည်းနဲ့တမဟာလီနဲ့မြေရှိစစ်ကောင်စီတပ်များကိုမောင်းထုတ်မယ်လို့ KNL ဒုတိယစေဦးစီးချုပ်ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ ကရင်မျိုးသားစည်းရုံး KNU မြိတ်တော်ဝဲခရိုင်တပ်မဟာလီနယ်မြေတွင်ရှိပြည်သူလူထုများ၏လုံခြုံရေးအတွက်နယ်မြေရှိစစ်ကောင်စီတပ်အားလုံးကိုမောင်းထွားမှာဖြစ်ကြောင်းကရင်မျိုးသားလူမျိုးရေးတပ်မတော် KNL ဒုတိယစေအုပ်စီချုပ်ဒုတိယဗိုလ်ချုပ်ကြီးစော ပေါ်ကျော်ဟဲကပြောပါရယ်တနင်္သာရီကမ်ပိန်းနဲ့ပတ်သက်ပြီး KNL ဒုတိယစီအုပ်စီချုပ်ကတိုက်တွန်းစကားပြောကြားခဲ့ရမှာအထက်ပါတိုင်းထည့်သွင်းပြောကြားခဲ့ပါရယ်အခုချိန်မှာတနင်္သာရီကမ်ပိန်းတနင်္သာရီတိုင်းဒေသကြီးအတွက်ပူးပေါင်းပါဝင်ဖို့အင်အားနဲ့ထောက်ပံ့မှုတွေများစွာလိုအပ်နေတယ်ကျွန်တော်တို့အားလုံးပူးပေါင်းပါဝင်မယ်ဆိုရင်ကြီးမားတဲ့အင်အားတစ်ခုဖြစ်လာမယ်အတီးကအင်အားပဲလိုတယ်ပူးပေါင်းပါဝင်ညှိနှိုင်းဆွေးနွေးမှုနားလည်မှုဒါရီအားလုံးကအင်အားအရင်းမြစ်ဖြစ်တဲ့တနင်္သာရီတစ်လျှောက်လုံးနဲ့တမဟာလီနေမြေတစ်ခုလုံးမှာရှိနေတဲ့နေရာများစုကပြည်သူလူထု တွေရင်လုံခြုံရေးအတွက်လည်းကျွန်တော်တို့နေမြေထဲမှာရှိရဲရှမ်းသူတွေအားလုံးကိုမောင်းထုတ်ရမယ်ပြီးတော့ကျွန်တော်တို့လူမျိုးအတွက်စစ်မှန်ပြီးမှန်ကန်တဲ့အုပ်ချုပ်ရေးစနစ်ကိုတည်ဆောက်ရမယ်လို့ဒုတိယဗိုလ်ချုပ်ကြီးစောဘောကျော်ဟဲကပြောပါတယ်အနာဂတ်မှာအခြားသောလူမျိုးများနဲ့အတူအသက်ရှင်နေထိုင်ဖို့အတွက်ကရင်လူမျိုးများရဲ့ပြည်ပြည်စုံတဲ့လူမှုဘဝနေထိုင်မှုရရှိဖို့အတွက်တနင်္သာရီကမ်ပိန်းမှာလိုအပ်နေတဲ့အထောက်ပံ့ တနင်္သာရီတိုင်းဒေသကြီးအတွင်ရှိကရင်လူမျိုးများသာမကအခြားသောနေရာဒေသများရှိကရင်လူမျိုးများအလုံးပူးပေါင်းပါဝင်အင်အားဖြည့်ကြဖို့လေ KNL ဒုတိယစင်ဦးစီချုပ်ကတိုက်တွန်းထားပါတယ်။ဒါကြောင့်နေရာတိုင်းမှာရှိနေကြတဲ့ညီအကိုမောင်နှမတွေနဲ့ခေါင်းဆောင်တွေအလုံးဒီကမ်ပိန်အကြောင်းကိုကြားသိခဲ့ရင်လက်လန်းမီတလောက်တက်နိုင်တလောက်စေတနာစိတ်ရဲ့အမှန်နဲ့ကူညီကြဖို့တိုက်တွန်းနှိုးဆော်ကြပါတယ်။နေရာများတာအဓိကမဟုတ်ဘူးကျွန်တော်တို့ရည်ရွယ်ထားတဲ့အနာဂတ်ကိုရောက်ရှိဖို့အတွက်တက်နိုင်တလောက်ဝိုင်းဝန်းအားဖြင့်လှုံ့ဆော်ကြဖို့တကယ်လိုအပ်တယ်လို့ဒုတိယဗိုလ်ချုပ်ကြီးစောဘောကျော်ဟဲက 表白的。 တနင်္သာရီကမ်ပိန်းရန်ပုံကွေးရှာဖွေမှုကိုမေလာတရမဇွန်လ15ရက်ထိတလခွဲတွင်ထိုင်းဘတ်3တန်ရရှိပြီးဥတီလှုပ်ဆောင်လျက်ရှိပါသည်။ကမ်ပိန်းလှုပ်ဆောင်ရခြင်းမှာအကြောက်တရားများနှင့်ရှင်းဆိုင်နေရတဲ့ပြည်သူများကိုအကာအကွယ်ပေးဖို့လိုအပ်တဲ့တည်ငြိမ်ရေးနှင့်ကောင်းမွန်တဲ့အုပ်ချုပ်ရေးစနစ်ကိုတည်ဆောက်ဖို့ဆရာနာရှင်များတနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ KNU တပ်မဟာလီနေမြေဒေသအတွင်းမှတွန်းထုတ်ဖို့ရည်ရွယ်ကြောင်းကမ်ပိန်းဥဆောင်သူတွေကအသိပေးပါသည်။ KNL တပ်မဟာလီကလက်ရှိမှာလဲတနင်္သာရီတိုင်းတွင်းရှိပြည်သူ့ကာကွယ်တပ်မတော် PDF အပါအဝင်ဒေါ်လိုင်းအင်အား စုများနဲ့ပူးပေါင်းပြီးစစ်ကောင်စီကိုတိုက်ခိုက်လျက်ရှိရာ AB ဆက်ကိုရက်ကထီးတာစစ်ကောင်စီပြူဟာစကန်မေလကိုရက်မှာထီးခီးနေဆက်စကန်တို့ကို တိုက်ခိုက်သိမ်းပိုက်ရရှိပါတယ်နောက်ထပ်တစ်ပုတ်အနေနဲ့ချောင်းမြို့နယ်ကိုစစ်တပ်ကလျင်ရင်နဲ့ပုံချင်းအမျိုးသမီးနှောင်းတည်ဆုံတဲ့အကြောင်းတင်ဆက်ပေးပါမယ်။သကိုင်းတိုင်းချောင်းမြို့နယ်မှန်ချိုချင်းရွာကိုဒီကနေ့မနက်ပိုင်းကစစ်ကောင်စီကလေကြောင်းတိုက်ခိုက်ခဲ့တာမို့အမျိုးသမီးနှောင်းတည်ဆုံပြီးရှင်ဦးကန်တရားရရှိခဲ့တယ်လို့ BLDF တပ်ခွဲအညာမိုင်းတပ်ဖွဲ့ကပြောပါရတယ်။ ီကနေ့မနက်9:00အချိန်ကအမှန်ချိုကြီးရွာကိုစစ်တပ်ကပုံချင်းတိုက်ခိုက်ခဲ့ရာဘုံကြီးကျောင်းရဲ့အရှိဘတ်ကလျက်ကနေအိမ်တွေပေါ်ကျပြီးအသက်50နဲ့55နှစ်အရွယ်အမျိုးသမီးနှစ်ဦးတိဆုံးခဲ့ပြီးရှယ်ဦးခံတန်ရာရရှိခဲ့တယ်လို့သိရပါတယ်ဘာမှမရှိဘူးပြတသက်လာကျဲသွားတာပဲရွာထဲကိုကျဲတာပြင်းထန်တန်ရာရတာကို၄ယောက်လောက်ရှိတယ်တန်ရာရတဲ့အများစုကအမျိုးသမီးတွေပဲအမျိုးသား၂ယောက်လောက်ပဲပါတယ်လို့ PLDF တပ်ခွဲအညာမိုင်းတပ်ခွဲတာဝန်ရှိသူက ပြောပါတယ်တန်ရာရသူများမှာ၃လသားအရွယ်မင်းကလေးတပ်ဦး၁၀နှစ်အရွယ်ယောက်ျားလေးတပ်ဦး နဲ့အမျိုးသားနှစ်ဦးမျိုးသမီးသုံးဖြစ်တယ်လို့ချောင်းမြို့နယ်မှာနေထိုင်သူတအုပ်ကအတည်ပြုပါတယ်နေ့စဉ်ရက်ဆက်ဆိုသလိုလက်နက်ကြီးပြက်ခတ်မှုတွေစစ်တပ်သုံးလေးတွေလေကြောင်းပြက်ခတ်မှုတွေကြောင့်ထိခိုက်ဒေဆုံးခဲ့ရတဲ့ပြည်သူများစွာရှိရင်ကျွန်တော်တို့ကိုယ်တိုင်လည်းလက်နက်ကြီးပြီးမှလွတ်မြောက်ခဲ့ရတယ်လို့ဒေသခံတအုပ်ကဆိုပါတယ်။ချောင်းမြွနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံကိုစာနေတဲ့တတအုပ်ကတပ်ပုံတောင်ပုံညာဘက်အထိဝဲရောင်ပြလှုပ်ပြီးချောင်းဦးထဲကျင်းတယ်။ နောက်တစ်စီးကသကိုင်းမြောက်ချမ်းဝဲပြီးတတအုပ်ပြန်စင်းနဲ့ပထမအစီး6ဦးကျင်းနေတော့တတအုပ်ကနောက်တစ်စီးတက်ပြီးတပယ်ရင်းကစာတင်ကြောင်းကျင်းတယ်ပြည်သူနေအိမ်တွေကျင်းရတွေကိုကျင်းတာကိုရှောင်ပြဝဲပြပြီးအငိုက်ကိုကျင်းချတာပါရှန်သူကရှန်သူပီတာပါတယ်လို့ပြောပါတယ်မေလဆင်ရက်ကလည်း6ဦးမျိုးနဲ့အနေကျင်းရကိုစစ်ကောင်စီတက်ကလေးချောင်းတက်ခိုင်းမှုပြုလုပ်ခဲ့တာမို့အလူမာရှင်ပြုမဲ့ကလေးငယ်နဲ့အလူတိုင်းကမှအပါဝင်3ဦးတည်ဆုံးခဲ့ပြီး3ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်စစ်ကောင်စီတက်ကအခုရက်ပိုင်းတွင်အရသာပြမှတ်တွေကိုအဓိကထားကလေးချောင်းတက်ခိုင်းမှုတွေစတိုက်ပြု လုံနေပြီးဒီနေ့လည်းတပရင်မြို့နယ်အိုးထိန်ချင်းရွာစတင်ကျောင်းကိုလေကြောင်းတိုက်ခိုက်ခဲ့တာမို့ကလီးနယ်ဆရာတွေပါဝင်20ဝန်းကျင်တည်ဆောင်းခဲ့တယ်လို့သတင်းမှဖော်ပြပါရှိပါရဲ့ရှင်